မင်းတက်ကဒီ2021မေလမှာပဲဒီလေကြောင်းတိုက်ခိုက်မှုတွေနဲ့ husky တွေနဲ့ပေါ့နော်လေရင်ပေါ်နဲ့ပုံကျဲတာနဲ့လက်နဲ့ချီတွေနဲ့ပြစ်တာနဲ့ဒီကြောက်ထွက်မြောက်တက်ကလက်နဲ့ချီနဲ့ပြစ် husky ပေါ်နဲ့ပုံနေကျဲ husky တွေနှစ်ခုနှစ်ထဲမှာဆင်းလူရောက်ကိုဗါရဲအရောက်900ချွတ်လောက်ကိုထိုင်းမှာမြို့ပင်ကထွက်လာထွက်လာပြီးမှလူတွေကိုဖမ်းလူသားတိုင်းတွေလို့ပေါ့နော်အဲ့လိုမျိုးတွေနဲ့အကုန်လုံးပြုတ်ဒုက္ခဖြစ်တော့ကျွန်တော်ကမြို့ကနေထွက်ပြေး ရှောင်ရတာပေါ့ထွက်ပြေးတာပေါ့လေထွက်ပြေးမှနေမှာပဲကျွန်တော်တို့သွားလာပြီးမှာပဲစူးစီးတယ်လေ့ကျင့်တယ်နေကိုပဲစစ်ကြောင်းနဲ့တောက်လျှောက်ထိုးလာပြန်လို့အဲမြို့ပေါ်နဲ့နေကိုရှောင်နေရနေမှာကျွန်တော်တော်ထဲတောင်ထဲဒီပေါ့နော်ရှောင်ပုံးပြီးမှပြေးလွှားပြီးမှဒေါ်လိုင်းဆက်လို့လာတယ်ဆိုတော့အမြို့ပေါ်ပြည်သူလည်းပဲမင်းတမျိုးအဲ့တော့ငါလူကြီးက9000ကျော်ကျော်လေးရှိတယ်2020 census အရပေါ့အဲ့ဒီမှာမြို့ပေါ်လူကြီး2000ခွဲ3000လောက်ရှိတာကိုက ဟိုလက်တောင်းနေပါကအကုန်လုံးမြို့ပေါ်နဲ့ရုပ်တရက်ပြေးရှောင်လာတယ်ပေါ့နော်နေဒီကိုပြေးရလွှားရအဲတော့အဲ့လိုပဲညာတွင်းချင်းကြီးပဲကျွန်တော်တို့မှာတောင်ရဲထဲမှာအေးဆောင်းမပါပဲအေးဟိုဒေးထဲမှာအေးတစ်ပင်အောက်မှာအေးပေါ့နော်အဲ့လိုမျိုးတွေနဲ့မြို့ပေါ်နဲ့ရှောင်လာတယ်ပေါ့အဲပြီးတော့မှ2021ကနေဒီ2024မြို့သိမ်းတပ်ပွဲထိကဂျီတူတွေကတောက်လျှောက်ပါဝင်ကြတယ်ပြောချင်တာနေမှာနေတဲ့ပြည်သူတွေပေါ့နော်မြင့်တဲ့မြို့ပေါ်ကတော့စကားစားရှိတော့မပါဝင်နိုင်ဘူးပေါ့ဒါတော့မှမြို့ပေါ်နဲ့လည်း စပဝနဲ့လူတွေရှိပါတယ်။နေမှာရှိတဲ့ပြည်သူတွေဒီစကားစဖြတ်လေးဖြတ်လုခါတဲ့ဂျားတွေကပြီးတော့မှဒီ mobile internet တွေအကုန်လုံးဖြတ်တဲ့ဂျားတွေကအာအဲ့လိုဂျားတွေကသူတို့ကဘယ်လိုပြောမလဲဒီဒလဒလဆိုလဲအင်ခွန်းကြီးရေခွန်းကြီးပေါ့နော်ကျွန်တော်လည်းခွန်ဥပဒေရအလို့တန်းထန်တလောက်ဆောင်ရတာရှိတယ်။အဆရာဆရာမတွေပဲကြေးရွာပြည်သူကပဲလဆာပေးပြီးမှစာတင်ကြောင်းတွေပြန်ရန်တာရှိတယ်။ကျွန်တော်တို့ကြောင်းပေါင်း100နဲ့မှ40လောက်ပြန်ရန်နေတာရှိတယ်။ ကျေရွာပေါင်းကကျွန်တော်210ရှိတယ်ပေါ့နော်အဲဒီမှာ140 160လောက်ကိုစာတင်ကြောင်းနေပြန် run နေဆရာဆရာမတို့လာစာပြလည်းပြည်သူတွေပဲဖြစ်တယ်တော်လှန်ရေးပုံငွေထက်လည်းပြည်သူတွေပဲဖြစ်တယ်အင်ခွင်ကြီးခွင်ကြီးပေးလာလည်းပြည်သူတွေပဲဖြစ်တယ်အတားကဖြက်လေးဖြက်လုခါတဲ့ခက်ခဲစင်းရဲပါတယ်ဆိုတော့ပြည်သူတွေတောက်လျှောက်ပါဝင်ခဲ့တော့ပေါ့ဆိုတော့အဲပြီးတော့မှမြို့သိမ်းတက်ပွဲလုပ်တော့မယ်ဆိုတော့လည်းပဲပြည်သူတွေကနနောက်တီထဲတယ်ငွေထဲတယ် ဒိန်းထောင်တသိန်းပေါ့နော်ထဲ့တယ်ပြီးတော့မှလည်းနောက်တည်းဆိုလည်းအကောင်600 800လောက်ရှိမယ်ထဲ့တယ်အဲပြီးတော့မှဝက်ဒီစိတ်ဒီပေါ့နော်ရိတ်ခါအတွက်ပြီးတော့မှသူတို့ကိုယ်တိုင်လိုအားနဲ့ဒေါ်လေးတောင်တရထင်းနေရှာပြီးမှကတရလမ်းပေးနေမှာပုံပေးတယ်ပေါ့လေပြီးတော့မှမင်းတပ်မြို့နယ်မှာကြေးရွာပေါင်း210အုပ်စုက45အုပ်စုရှိတယ်45အုပ်စုလုံးကပြည်သူတွေအကုန်လုံးကိုအုပ်စုနဲ့ကိုကိုခွဲတဲ့နဲ့ကိုဟိုရှေးတန်းကိုလာတယ်အချက်ပြုတ်တယ်အာပြီးတော့မှရှေးတန်းကိုချက် တို့ရှေ့တန်းကိုလိုက်ပို့ပို့တယ်ပေါ့နော် ပြီးတော့မှလူနာတွေထန်းတာပြီးတော့မှဥမာမင်းတပ်မျိုးနဲ့အနည်းဆုံးဖြစ်တဲ့တိုက်နယ်လေးပေါ့နော်တိုက်နယ်လေးနဲ့တိုက်နယ်သုံးဆိုရင်သွေးထူမဲ့မင်းကလေးတွေအားစအစင်တင်ထားပြီးမှတရံရတဲ့ပြည်သူတိုင်းကိုပေါ့နော်သူတို့သွေးတွေဖောက်ပြီးမှတောက်လျှောက်သွေးထူရတယ်ပေါ့နော်ကျွန်တော်သွေးတွေစစ်ထားတယ်ယောဂါရှင်မရှိစစ်ထားတယ်အဲ့လိုမျိုးတွေပေါ့တောက်လျှောက်အကုန်လုံးပါဝင်ကြတယ်ဒါကအင်မတန်ခက်ခဲပါတယ်ကြက်တဲပါတယ်ဆင်းရဲပါတယ်ဆိုတော့လူတွေကလေးနေလုံးလုံးတောက်လျှောက်ပါဝင်လာတာဖြစ်တယ် မင်းနဲ့မျိုးသိမ့်လိုက်တဲ့အချိန်မှာကျတော့အဲ့ဒီပြည်သူတော်တော်များများဒီဟိုတချို့တက်နေတဲ့လူတွေကရန်ကုန်မှလေးပြင်ဦးလိုနိုင်ငံခြားတွေရှောင်းသွားတာရှိတယ်။နေကပြည်သူတွေကမင်းနဲ့မျိုးမှာသူတို့ပိုင်ဆိုင်တဲ့အိမ်လည်းမရှိဘူး၊မြေလည်းမရှိဘူး။ဒီကြားထဲကသူတို့ရှိရှိတည်းကကုန်ပါဝင်တာဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ကဒါကအားလုံးပါဝင်ရမယ်ဒေါ်လာကြီးဖြစ်တယ်။ဆိုတော့အားလုံးပါဝင်တာပါ။အဲ့လိုမျိုးတဖက်မှာကျတော့အခက်အခဲရှိတယ်မပါဝင်နိုင်တဲ့လူတွေရှိတယ်။ အခက်အခဲရှိတယ်မှာပါဝင်နေတယ်လို့ရှိရင်အကျိုးအကြောင်းပြောပြပါကျွန်တော်ကြည့်ရအောင်ထုတ်ရေးမှုနဲ့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲကင်းလွန်းခွန်ပေါ့နော်အခွင့်ကင်းလွန်းခွန်ပဲပြောပြောရန်ပုံကိုကင်းလွန်းခွန်ပဲပြောပြောအဲ့ဒါကိုလုံးလဲ list လုပ်ထားတယ်အဲ့လိုမျိုးဆိုတော့ကြည့်ရအောင်ထုတ်ရေးမှုလာသူကတော့ဘယ်လိုပြောမလဲအဲဟိုဘယ်လိုပြောမလဲမုတ်ဆိုးဖို့မုတ်ဆိုးမှာ တက်ကြီးရွယ်ဥမိပါရဆောင်းရှောင်းနေရတယ်ကလေးသားတမီးအများရှိတယ်ဟိုကျမရေမကောင်းမှုစိတ်ကျမ်းမာရေချိုးတယ်အစသဖြင့်အဲ့လိုမျိုးအချက်လက်တွေနဲ့ကျွန်တော်တို့ခွန်ကင်းလွန်းခွန်ပေးထားလို့လည်းအများကြီးဖြစ်တယ်ဆိုတော့အဓိကတော့ဟိုခက်ခဲတဲ့ကြားတဲ့ကပါဝင်ကြတယ်ဆိုတော့အလုံးပါဝင်တဲ့ချိန်မှာပါဝင်ရမယ်တာဝန်တော့ရှိတယ်ဒါပေမဲ့အဲ့လိုမျိုးခုနလိုမျိုးအခက်ခဲတွေရှိတယ်ဆိုရင်မှန်ကန်တယ်ဆိုရင်ကြည့်ရအောင်ချူရင်မူတွေပါတွေကနဲ့တွေ့တဲ့အတွက်ကြောင့်ဟိုအခွင့်ကင်းလွန်းခွင့်တဲ့ပုံမျိုးတွေပြီးထားလဲရှိတယ် ကျွန်တော်တို့ခုန်ကင်းလုံကွန်ပေးထားတာတိအိမ်ထောင်ချင်းစီလိုက်ပေးထားတာဆိုတော့တိအိမ်ထောင်ကိုတသိန်းပါပွားမယ်လို့ပြောတယ်ကျွန်တော်တို့အခုန်ကင်းလုံခွန်ကိုပေးထားတာအင်ချီပေါင်း300လောက်တောင်ရှိတယ်အင်ချီ300ကျော်ကျော်လောက်ကိုအခုန်ကင်းလုံကွန်ပေးထားတယ်ခမည်းထည့်စရာမလိုဘူးခမည်းတော်မိသားဆိုတော့ထည့်ဝင်စရာမလိုဘူးလို့ပြောတာအင်ချီ300လောက်ခွန်ကင်းလုံခွန်ပေးထားတဲ့ကြားထက်ကအင်ချီ200လောက်ကိုသူတို့ကိုအင်ချီကင်းလုံကိုအဲ့လိုမျိုးအခုန်ကင်းလုံခွန်ပေးတာကိုမကျေနပ်ပဲနဲ့ကိုမရမကဒါလည်းငါတို့ပါဝတ်ပါပဲဆိုပြီးမှအဲ့လိုပါဝင်လာတဲ့ပြည်သူတွေလည်းအများကြီးရှိတယ်ဆိုတော့ တခါလေကျတော့မြေပြင်မှာအဆင်ပြေနေတာမြေပြင်မှာကောင်းတာတွေလုပ်နေကြတော့သတင်းပေါ်တက်မလာဘဲနဲ့ဟိုတချို့တစ်ခုနှစ်ခုလွဲချော်သွားတာလေဒါကအုတ်ချူရင်မှုတွေအားနဲ့ချက်တော့ဖြစ်မယ်ဆက်တူရေးချိတ်ဆက်အားနဲ့တာကြောင့်ဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးတွေမှာကျွန်တော်တို့လောက်တာကိန်းတာလေးတွေမှာနားလည်မလွဲတာလေးတွေကကျတော့ line ပေါ်တက်လာတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ခံယူထားတာကောအကုန်လုံးကပါဝင်ရမယ်ပါဝင်ဖို့ခက်ခဲရှိတယ်လို့လည်းသူနီလူသူဟာနဲ့တင်ပြလာတာကိုကျွန်တော်တို့အခွင့်ကင်းလို့ခွင့်အကုန်လုံးပေးထားတယ်ပေါ့နော် အခုတောက်လျှောက်လဲပြန်ဝင်လာကြပါလေဟိုပြီးတော့တော်လန်ကြီးဆိုတာကဟိုသူတို့ကရဲပေါ်ရအသက်ပေးကြပါစေအဲ့မှာရှိတဲ့ပြည်သူတွေကပါဝင်ကြပါစေငါတို့ကကြတော့အချိန်တန်အသင်ခုပြီးခပ်ပြီးတော့ဝင်ဆောက်ရမယ်ဆိုတဲ့ပုံစံနဲ့ပေါ့နော်ဟိုတော်လန်ရောင်ထွက်လို့တဲ့ဘောနဲ့တော့မရဘူးအဲ့ဒါတော့ကျွန်တော်တို့ဒီမှာအခက်ခဲရှိတယ်ဆိုရင်သူ့အခက်ခဲသူ့တင်ပြပါကျွန်တော်နေနဲ့ခွန်ကင်းလွတ်ခွတ်တွေသူ့နဲ့သူစစ်စစ်ပြပါခွန်ကင်းလွတ်ခွတ်တွေပြထားတာအများကြီးရှိတယ် ဒါပေမဲ့ဒါကတော်လိုင်းဖြစ်တယ်ဒါပါဝင်ရမယ်ဒါအသက်ပေးနေတဲ့လူတွေအကုန်လုံးဟိုပေးဆက်နေတိုက်ပွဲဝင်နေကြတာအများကြီးရှိတဲ့ချိန်မှာလဲကိုလည်းပဲဟို owner ownership တခုပေါ့နော်ဒါငါ့မြေဖြစ်တယ်ငါ့ဘိုးဘွားတွေဖြစ်တယ်ငါလည်းပဲပါဝင်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဘယ်လိုပြောမလဲစီးကျက်တဲ့သဘောမျိုးပါတဖက်မှာလည်းကျွန်တော်အခွန်ကင်းလို့ခွန်ပေးထားတာနားလည်မှုပေးထားတာအများကြီးရှိပါတယ်အဲ့လိုမျိုးပါဟိုဟုတ်ကဲ့အဲ့ဒါပါ